င်္ဂလာပါရှင်အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့ထိုင်းနိုင်ငံတောင်ပိုင်းလက်ကျုံးမှာဖြစ်ခဲ့တဲ့ပြည်ထောင်နိုင်ငံသား2ဦးအသက်ခံရပြီးမြန်မာရွှေ့ပြောင်းအလုပ်သမား2ဦးသေဒဏ်ချမှတ်ခံထားရတဲ့လက်ကျုံးကအမှုနဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်းကောင်းခါဒေသမှာဖြစ်ခဲ့တဲ့ကချင်တိုင်းသူဆီယမ2ဦးအသက်ခံခဲ့ရတဲ့ကောင်းခါကအမှုနဲ့ပတ်သက်ပြီးတော့နိုင်ရှင်သုံးသက်ချက်တွေကိုတင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ပြည်တွင်းစစ်ကြီးနဲ့ဆက်ဆက်နေတဲ့ကောင်းခါမှုကြီးဟာစစ်ရာဇဝမှုကျူးလွန်တဲ့အမှုကြီးတစ်ခုဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီးတော့သုံး ံးသက်တင်ပြသွားမှာပါအဲ့တော့ဆစ်ရဆွေးမှုဆိုတာဘာလဲဆစ်ရဆွေးမှုကျူးလို့ရင်ဘလို့အေးအယူတင်တယ်လဲနိုင်ငံတကာမှာဘလို့အနေထားတွေရှိနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့တုံးသက်တင်ပြသွားမှာဖြစ်ပါတယ်ရှင် ြန်မာနိုင်ငံအတွင်းကတိုင်းသာဒေတာတိုင်းလူလူမှာစစ်ရာဇဝမှုတွေကျူးလွန်ခံနေရတယ်လို့ပညာရှင်တွေလေးလာသုံးသပ်သူတွေကဆိုပါတယ်။အဲဒီစစ်ရာဇဝမှုတွေထဲကကောင်းခအမှုကတော့စံထားလောက်တဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထဲကအရက်ဆက်ဆုံးအမှုလို့သုံးသပ်နေကြတာပါ။ကောင်းခါကကချင်တိုင်းလူဆီယမန်ဦးရဲ့ရုပ်ကလပ်ကိုအနီးကပ်မြင်ခဲ့ရတဲ့ကောင်းခါဒေတာကန်တို့ကအခုလိုပြောပါတယ်။ကျမလူနာအဲ့အော်လူနာလေအဲ့ဒီဆီယမန်ကြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ဖက်ဖက်ရေးဖြစ်နေတယ်။ပြီးတော့ဒီ vagina wall လည်း ော်တော်ပြောမယ်ဆိုရင်ငကူအကေသူတို့အပြူပဲနေတော့ဒါပေမဲ့အပြူပုံစံမှမဆုတ်ပြတ်နေတဲ့ပုံစံနဲ့အဲဒီလိုမျိုးပြီးတော့ဒီဘေးနှခန်းနေမှာလည်းညည်းရဲနေအသားငယ်ညည်းရဲနေတော့အဲ့မှာဆိုဒီလိုမျိုးကြည့်လိုက်တာနဲ့ဒီဗဂျိုင်းနားဟောတဲ့မှာဆိုရင်မိမကိုယ်ထဲမှာဒီလိုပဲဖက်ဖက်ကြီးဖြစ်သွားတယ်ဆိုရင်အဲ့မှာပြည့်နေတော့အဲ့လိုတွေ့ရတယ်ဒေါက်အစ်တာရဲ့ပြောပြချက်အရကချင်တိုင်းသူဆီယမနှုတ်ဦးဟာအုပ်စုလိုက်အာရမပြုတင်ခံခဲ့ရပြီးရက်ဆက်စွာတက်ဖြတ်ခံခဲ့ရတယ်လို့သုံးသပ်လို့ရနိုင်ပါတယ်။ ဥအောင်နိုင်ကတော့ကောင်းခါရွာရဲ့ဈေးရွာအုပ်ချုပ်ရေးမှုကကောင်းခါပြစ်စင်နဲ့ပတ်သက်ပြီးတော့အမှုစစ်ဆေးတဲ့ရဲတွေအနေနဲ့နေ့စဉ်စစ်ဆေးတွေ့ရှိသမျှကိုစစ်တပ်ကတာဝန်ရှိသူတွေနဲ့ရွာမှုကိုတင်ပြရတာတွေရှိခဲ့တယ်လို့ပြောကြပါဗျာ။ရဲကအစင်ခါတာတင်ရတာဘာလို့အဲ့လိုပုံစံမှာကျွန်တော်ကြည့်ဩစီအဒီရဲ့ဒီဒီနဲ့ပဲလာပြရတာရွာရွာမှုကိုသူကဘာစစ်ထားရတာပေါ့ဒါပြင်ကောင်းကားလူတတ်မှုဖြစ်စဉ်မှာသက်ဆိုင်ရာရဲတပ်ဖွဲ့တွေတာဝန်ရှိသူတွေက သူ့ကိုဘာမှရေးမထားတဲ့ဆာရွက်အလွတ်တွေမှာလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ဆက်ပြီးပြောပြပါဗျာ။ဟာတယ်မလို့အဲ့လိုဖြစ်တာဟုတ်လားဒီဘက်ကတော့အများအမှုအမှုအပေါင်းဆိုတော့များအဲ့လိုဖြစ်တာကျွန်တော်လည်းသူ့ကိုညောင်းနေတာပေါ့ဒါမဲ့အခုလောက်ဒီဒီရှုဖြစ်လာမှကျွန်တော်လည်းမသိဘူးလားဒါမဲ့ကျွန်တော်လည်းပြောရတယ်ငါတို့ကတော့ကျွန်တော်ကတော့အမြင်သာအမြင်သာပဲလို့ကျွန်တော်ကတော့ပလိန်ရောကျွန်တော်လည်းမသိဘူးလားဇွန်ဇူခဲ့တယ်ပြတ်တာဆက်လာတော့ကျွန်တော်ကတော့ဒီပြောအောင်ပြော ကျွန်တော်သူ့ရဲ့ခံ play ပဲလို့ကျွန်တော်ပြောရအောင်ဘူး။ဘယ်လဲကတော့ကျွန်တော်ပြောတာ။ဟုတ်။ဒီချာတော့ကောင်းကားမှထိုးတာဒီချာတော့ပဲ။ကံကအမှုဟာအခုဆိုရင်တနစ်တော်ကာလတွေကိုရောက်လာနေပြီမဲ့လဲအခုချိန်ထိတရခံကိုမဖော်ထုတ်နိုင်သေးပဲကျွလွန်သူတွေကလွမြောက်နေသေးပဲဖြစ်ပါတယ်။ကောင်းကကိဆိုရင်ဒါတိတ်တည်ကြတဲ့ချက်ကပါလဲဆိုတော့ရစ်တက်ဖွဲ့ကစစ်တက်ကဟိုလိုက်လာပြီးတော့အမှုကိုဖုံးကွယ်ထားတဲ့ကိစ္စပဲ။ ဒါတည့်တည့်ထွက်ချက်တွေလည်းရှိတယ်လေအဲ့ဒါပါလဲဆိုတော့ဒီဟိုဘောရဲကသူစစ်စစ်တူရှိချက်တွေအကုန်လုံးကိုဟိုပြောမှုတော်တော်ပြနေတာဆိုကိစ္စဒါတည့်တည့်ထွက်ချက်တွေရှိတယ်ကြေရောအချုပ်မှုရေရင်မှုတွေကိုလည်းထွက်ဆိုထားရရှိတယ်အဲဒီလိုမျိုးတွေရှိတယ်ပေါ့နောက်တော့တည့်တည့်ထွက်ချက်တွေရှိတယ်ဒီဒီဒီဟိုဘော main clay ရှိမှကြံခဲ့တဲ့ယောက်ျားတို့ကြီးရဲ့လက်ခုပ်နဲ့ကိုလက်ခုပ်တစ်ခုစာလောက်ကိုကြံခဲ့တယ်ဒီထွက်ချက်တွေရှိတယ်ဒါဒီဒီတက်ဒီဒီဟာတွေပဲရောက်သွားတယ် ဆိုတော့ဒီရယ်စုဆောင်သွားတဲ့ရဲမှတောင်းရှိရလေရဲကဒီကဒါကိုပဲပို့လိုက်တယ်လေအဲပို့လိုက်တယ်ဆိုရင်တခွက်ကောင်ရှိနေတရားကောင်ဖိုတိုနိုင်ရမယ်ဒါပေမဲ့အဲ့ဒါပျောက်သွားပြီဆိုရဲမှတောင်းရှိတယ်ဆိုတော့အဲ့လိုမျိုးထင်ရှားတဲ့ခါကျတော့ရဲတပ်ဖွဲ့ကိုတရားဆွဲဆိုဖို့လိုတယ်တရားဆွဲဆိုရတယ်ပြုံးဆန်ဥပဒေပုံမှန်နေရာတည်ရတတိကံပစ္စည်းဟောဖောက်ဖြစ်တဲ့မူခင်ဖြစ်တယ် ဒီလိုမျိုးပြည်တွင်းတရားစီရင်စနစ်ကလည်းဘက်ပေါင်းတော်တရားဆွဲပြီးတော့မှဒီတရားမျှတမှုဆုံးရှုံးနေအောင်ပြဆိုချင်တာကအမှုပယ်ပယ်ချတယ်အဲဒီအမှုပယ်ချလိုက်တာကပြည်တွင်းတရားစီရင်စနစ်ကအာမကိုလောက်တော့ပြအဲ့တော့အာမကိုလောက်တော့ဦးဆိုရင်နိုင်ငံတရားစီရင်ပိုင်းကိုအာကိုကြိုးစားလာရတော့မယ် ဒီအမှုနဲ့ပတ်သက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့တရားခံဖမ်းမိရင်အစွမ်းကုန်စူးစမ်းနေတယ်ဆိုတာမျိုးသတင်းမီဒီယာတွေမှာပြောဆိုခဲ့သလိုတက်မတော်ကိုဆွဆွဲပြောဆိုတာမျိုးတွေရှိခဲ့ရင်ထိရောက်စွာအရေးယူသွားမယ်ဆိုတာမျိုးအစိုးရပိုင်းမီဒီယာတွေမှာဖော်ပြခဲ့တာတွေလည်းရှိခဲ့ပါတယ်။2017ခုနှစ်နောက်ပိုင်းကစလို့ကချင်ပြည်နယ်အတွင်းကကြကြောပြန်တိုက်ပွဲတွေရဲ့နောက်ွယ်မှာဒေသခံလူထုတရက်လုံးဟာစစ်ရာဇဝမှုမြောက်တဲ့အမှုအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာပါ။ ကောင်းထားမှုဤသူစုံလွယ်ကြအမှုဟာလည်းဒီကနေ့အချိန်ထိအမှုမှန်မပေါ်ပေါက်သေးသလိုသိသလားရှင်သလားတော့မသိရသေးပါဘူး။သမလရေကြအမှုဟာလည်းကချင်ပြည်နယ်အတွင်းမြန်မာစစ်တပ်ကစစ်သားတွေကကျူးလွန်ကြောင်းဆွဆွဲခံခဲ့ရတဲ့စစ်ရဲစုံမြောက်တဲ့မူကင်းတွေတဲကဆန်ထားလောက်တဲ့လိမ်မိုင်းဆိုင်ရာပထမဆုံးအကြမ်းဖက်မှုဖြစ်တယ်ဆိုတာမျိုးပညာရှင်တွေကသုံးသပ်ထားကြတာပါအဲတော့ကောင်းကားမူကင်းစစ်တပ်ပြောမယ်ဆိုရင်တကယ်တော့ကောင်းကားရှေ့မှလည်းမူကင်းတွေဖြစ်ခဲ့တယ် ဥပမာဆိုရပါတော့ကချင်ပြည်နယ်တစ်ခုပြောမယ်ဆိုရင်ဒီ2011ခုနှစ်မှာစွန့်လို့တော့ကြာမှုခင်းဖြစ်တယ် disappearance ဆိုခေါ်တယ်ဒါစိတ်ရဆုံးမှုပဲပျောက်သွားတယ်အဲ့တော့ပျောက်သွားတယ်အတိုင်းမဲ့သူပြည်တွင်းတရားစီရင်စနစ်ကဖော်ထုတ်ယူနိုင်ခြင်းမရှိဘူးအဲ့တော့ခေါ်သွားညီမစစ်သားတွေကဖမ်းသွားညီမစစ်သားတွေကကျင်းလို့ခွင့်ရတယ်လူငင်းကိုဆက်ရနေတယ်ပို့အတင်ရဲလာတယ် ဒါအပြင်ဖကန်ကကိုရန်ចောင်းသူဂျာဆန်ရင်ရဲ့အမှုလဲကြံပါသေးတယ်။ဖခင်ဥပရန်ဆောင်ကအမှုမှန်ပေါ်ပေါက်ရေးစူးစမ်းရင်ပြမှုကျူးလွန်ကြောင်းဆွတ်ဆွဲခံရသူဘဝကိုရောက်သွားခဲ့တဲ့အမှုတစ်ခုလဲဖြစ်ပါတယ်။နောက်စပိုးចောင်းမှာကျွန်တော်တမင်းကိုဒီမှာလေးထားတာပေါ့လေနော်။နောက်ကျွန်တော်တမင်းနဲ့အတူတူဒီဘိုလ်လို့ပြောတယ်၊ဘိုကြီးလို့ပြောတယ်၊ဘိုကြီးရေဘိုကြီးရေဒီဘက်ကရေပေါ်တက်အောင်ဂျားမှာကျွန်တော်တမင်းကိုလေးထားတာ။ စမနာဆောင်အဲ့မှာကျွန်တော်တမီးကိုပြုစုနေတာပေါ့အဲ့လိုအဲ့မှာကျွန်တော်ဝင်လာတဲ့ခါကျွန်တော်တမီးပြန်ဖြစ်နေတာငါလည်းမထင်မို့လို့တော့လုံးဝကျွန်တော်တမီးကကြောင်းသွားတယ်လို့ပဲကျွန်တော်မြင်လိုက်တာကြောင်းမှာပဲရှိဦးမယ်တဘောတော့တနတ်တန်ကြတော့ဒီကမလာပဲနဲ့ဟောဘက်ကိုညတိုင်းလဲရောက်ဖဥဆောင်အောင်ရင်မှာတတ်ယူတယ်လေမဝမ်းမှာပေါ်ချဆောင်အောင်ပါဆိုတဲ့ခါကျတော့ဟောဘက်မှာရောက်နေတယ်လို့ကျွန်တော်မြင်တယ်ဆိုတဲ့ခါကျတော့ကျွန်တော်ဝင်လာတဲ့ခါကျတော့တမီးကအမှလေးနေဆိုတဲ့ခါကျတော့ကျွန်တော် ာပါဖြစ်နေပေါ့နော်အားဒီလိုဖြစ်တဲ့ဒီလိုဖြစ်တဲ့ကြောင့်နေတယ်။အဲကျွန်တော်တမင်းနဲ့ဟိုတော့အေးဟုတ်ခေကဆေးအောင်ခေါ်သားမှာဟောဟုတ်ပြင်းနေတယ်ဒီမှာပြောဒီဆေးတတာပြောရမှာမဟုတ်ဘူးဆေးထိုးတဲ့ဇာလည်းပြောတာကျွန်တော်ပြောလေတန်ကြားဘယ်လိုနေလဲလို့အာတန်ကြားကသူတို့ကတော့တိတော့ဘောပေါ့ကွာတိတော့မဟုတ်ပါဘူးဘာညာပေါ့အဲ့လိုတော့ပြောတယ်ပေါ့နောက်ပြတော့သူကတော့ ဒီလိုဆေးရုံမြန်မြန်ခေါ်သွားနေဖို့ကောင်းတာပေါ့တော်လို့ပြောတယ်ဆေးတတာဆိုတဲ့ခါကျတော့ကျွန်တော်လည်းအပြင်ထွက်မှအဲမှာစစ်ကြောင်းမို့လို့ထင်တာပေါ့လေနော်ဘိုးကြီးကဖုန်းခေါ်နေတာတူတာတောင်းကောင်းကောင်းနဲ့ပဲတူတာအားဘုံမို့ကျွန်တော်ကျွန်တော်တမီးကိုဒါကျွန်တော်တမီးရဲ့လည်းနည်းနည်းရှင်းနေဆိုးတဲ့ပေါ်ရှိတယ်အဲကြောင့်ကျွန်တော်ကဒီဆေးရုံခေါ်သွားခြင်းနဲ့ကျွန်တော်တင်းတော်ကားခေါ်မှကျွန်တော်ကဆေးရုံကိုအမြန်ခေါ်သွားခြင်းနဲ့လို့ကျွန်တော်ပြောတာအဲတော့ ငါခိုးတော့မရဘူးကျွန်တော်တို့ထွက်သွားတဲ့နောက်ပိုင်းမှာခေါ်သွားလိုက်ပါလို့ပြောတယ်။ဂျာဆိုင်ရဲ့အမှုမှာဖခင်ဥပရန်ရှောင်းကိုတိုင်ပြမှုကျူးလွန်သူတရားအဖြစ်တရားပြန်ဆွဲခံခဲ့ရတဲ့အခါမျက်မြင်သက်သေတွေရှိပေမဲ့သက်သေတွေကိုအကာအကွယ်ပေးတဲ့ဥပဒေမရှိတဲ့အခါမှာအမှုမှန်ဆိုတာလုံးဝမပေါ်ပေါက်ပဲတရားခံတွေလွတ်မြောက်နေတာဖြစ်တယ်လို့ဆိုရမှာပါ၂၀၁၂ခုနှစ်တည်းမှာဖားကံမျိုးမှာ အာဖားကံမြို့အနီးကစွန့်ငိုင်ရောင်စဲရွာလေးမှာဂျာစင်းဆိုရဲမင်းကလေးတောရွာထဲမှာမြန်မာစစ်တပ်ကတနက်နေ့ဝင်ပြေးနေတဲ့ပြီးသွားလိုက်တယ်အဲဒုတိယထင်းထင်းရှားရှားစီရောက်ကိုဆက်ပြစ်တယ်ဖြစ်ပြီးတော့မှနောက်တစ်နှစ်ကျော်ပဲကြာသေးတယ်2015ဟာလာဟိုထဲမှာဇန်နဝါရီလထဲမှာအခုဒီကောင်းကားမှုကဆက်ပြစ်တယ်ဖြစ်ပြီးတော့လဲထီရောင်ကအေးမီဆောင်းလို့နောက်တော့6လကြာတယ် ကျွန်ကျူလန်နာထဲမှာရှမ်းပြည်နယ်မှာနန်းခုတ်ဟာလားတောင်ကြီးမြို့နေမှာနန်းခုတ်စစ်ချမ်းသာလေးကိုဆက်ကျူလွန်သွားရတယ်။အဲ့နောက်ဘေးမှာတောက်ချောက်တွေဆက်လာရှိသေးတယ်။အဲ့တော့ဘာလို့ပြောကျင်လဲဆိုတဲ့အခါကျတော့ဒီစစ်ရာဇဝတ်မှုတွေဟာတိုင်းသားပြည်နယ်တွေမှာတောက်ချောက်ဖြစ်နေတော့ညာလေးပဲထိရောက်စွာယူဆောင်နိုင်ခြင်းမရှိတဲ့အခါကျတော့ပုံမအတင်ရဲလာကြတယ်။ဆက်တဲ့ကျူလွန်မှုတွေဆက်ဖြစ်လာတယ်။ဟိုကိုပါကြီးကိစ္စအတိုင်းဖြစ်တယ်လေ။ဒီကိုပါကြီးကိစ္စစစ်ရာဇဝတ်မှုပဲဟာ။ မြန်မာနိုင်ငံမှာဆိုးရွားလာတဲ့ပြည်မှုကြီးတွေကိုကျူးလွန်နေပြီးမြန်မာနိုင်ငံက1946ခုနှစ်ဩဂတ်စ်လ12ရက်နေ့မှာလက်မှတ်ရေးထိုးထားတဲ့စင်ဥပဒေလို့ခေါ်တဲ့ဂျနီဗာကွန်ဗင်းရှင်းကိုစစ်ဆိုးရွားအဆက်ဆက်ချိုးဖောက်နေတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ရာဇဝမှုဆိုတာဘယ်ရလာလဲဆိုတော့ဂျနီဗာကွန်ဗင်းရှင်းနဲ့လာတယ်။ဂျနီဗာကွန်ဗင်းရှင်းကိုစစ်ဥပဒေလို့လည်းခေါ်တယ်။ဘာကြောင့်လဲဆိုတော့သူကနိုင်ငံတကာမှာစစ်တိုက်ခွင့်ရှိတယ်။ တော့အတိမပြူတာလေဒီမှာနိုင်ငံတကာနဲ့အခြားနိုင်ငံတွေတိုက်ခွင့်ရှိတယ်နိုင်ငံတွေမှာလည်းတိုက်ခွင့်ရှိတယ်စစ်တိုက်ခွင့်ရှိတော့ညာလေးပဲစစ်တိုက်တဲ့အခါမှာစီရီးယားသတ်မှတ်ထားတဲ့ပြစ်မှတ်တွေပဲပြရမယ်သူ military target လို့ခေါ်တော့သူ civilian target တွေတော့တပြည့်လို့မရဒါသူ့ရဲ့အခြေခံသဘောတရားတွေပေါ့နော်ဘက်တဖက်ဘက်ကစစ်သားတယောက်ကလက်နေချလိုက်ပြီးအញ្ញံခံလိုက်ပြီးဆိုရင်သူ့ကိုတော့နှိမ့်စင်ညင်းမှန်းလို့မရဘူး နော်တုံမှန်းဖြစ်ဖမ်းမိပြီတော့နှိမ့်စင်ခြင်းမလို့မရနော်ဘယ်နှမဲ့စစ်တိုက်နေရင်းနဲ့ဟာလာအာကြားထဲမှာရှိတဲ့ပြည်သူလူလူလုံးဝနှိမ့်စက်တာညှဉ်းပန်းတာတပ်ဖြတ်တာမရင်းကျက်တာလုံးဝလုပ်လို့မရဒါကဒါစစ်ဥပဒေရဲ့အခြေခံသဘောတရားပဲပြည်သူလူရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံမှုကိုစစ်ကြောင်ထိပါ သွားစေတယ်ဆိုရင်ဒါကစစ်ရဆုံးမှုပဲပြည်သူလူရှိတယ် စစ်ပွဲမှာနှစ်ဖက်စစ်တိုက်တယ်ဒါပေမဲ့ဖမ်းခေါ်ပြီးတော့မှအတင်းအဓမ္မခိုင်းပြီးတော့နှိမ့်ဆက်ညင်မှတော့လုပ်လို့မရဒါကြီးအကုန်လုံးကသူအစီအစရာဆွေးမှုတွေကြီးပဲစစ်ရာဇဝမှုဆိုတာဘာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဆရာဦးအောင်ဒုကပြောပြသွားတာပါဂျနီဗာကွန်ဗင်းရှင်းရဲ့သဘောတရားကအင်မတန်လေးနက်ပြီးတော့ကောင်းမွန်တဲ့အတွက်တစ်ကမ္ဘာလုံးကလိုက်နာကြသလိုတစ်ကမ္ဘာလုံးကနိုင်ငံတွေကလည်းဂျနီဗာကွန်ဗင်းရှင်းကိုလက်မှတ်ရေးထိုးပြီးတော့အတည်ပြုထားကြတယ်လို့ဆိုပါတယ် တော့မြန်မာနိုင်ငံဟာခဏိကပ္ပလေးကိုတိုးမယ်ကြွေးကြော်နေကြတယ်။နော်ဒီမိုစီတို့အောင်နေကြတယ်။ကပ္ပစီကိုတိုးတော့မယ်။ဒါတိုင်းပြည်ပြန်ကြည့်တဲ့အခါကျတော့ပြည်တွင်းထဲမှာဥပဒေစနစ်အခြေခံလုံးဝကိုဆုတ်ပြတ်ကျဆင်းနေတယ်။ဆိုကြင်တာကနိုင်ငံအဥပဒေကိုတည်ပြုတဲ့ဒါကသူတို့နည်းတယ်။နည်းတဲ့အထက်မှာထိတ်ဆုံးအောင်တည်ပြုထားခဲ့တာကတော့ဂျနီဗာကွန်ဗင်းရှင်းပဲ။ တော့ဂျနီဗာကွန်ဗင်းရှင်းကိုအခြေခံပြီးတော့ဥပဒေတစ်ခုတက်တက်လောက်ရမယ်ဆိုတာဘာလို့လဲမရှိဘူးမရှိတဲ့အခါကျတော့ပြည်သူလူထုဟာဟာတက်ပေါင်းစုံကနှိမ့်ဆက်ညင်မင်းခံနေရတယ်နှိမ့်ဆက်ညင်မင်းခံရတယ်အသက်ခံရတယ်မရင်းကျင့်ခံရတယ်ရွာတွေမရှိခံရတယ်ဖျက်ရှိဖို့ကြောင်းနေအဖုံးကြောင်းနေအဖြစ်ခံရတယ်ဒါဒီကုန်စစ်ရာဇုံတွေကြီးပဲ ကမ္ဘာနိုင်ငံအသီးသီးမှာဂျနီဗာကွန်ဗင်းရှင်း၁ဥပဒေကိုအခြေပြုပြီးတော့သူတို့နိုင်ငံနဲ့တင့်တော်တဲ့ဥပဒေတွေရှိကြတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံမှာတော့အဲ့လိုမျိုးရေးဆွဲထားတာမရှိတဲ့အတွက်စစ်ရာဇဝမှုတွေဟာစစ်အစိုးရဆက်ဆက်ပြည်သူတွေကြုံတွေ့ခံစားနေကြရသလိုတရက်ခန့်ကိုအေးအေးယူခဲ့ရတယ်ဆိုတာလည်းမရှိသလောက်နှဲပါခဲ့တယ်လို့ပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ ကောင်းကားကြီးဆိုကြည်လေဟိုကိုင်ကန်ချင်းခံစားရတဲ့မိသားစုနဲ့သူ့အလူအဝဝိုင်းနဲ့လုံရောကြုံရောပြောမယ်ဆိုရင်အဲ့ဒါဒီဒီကချင်လူလူပိတ်သက်အများစုကြီးလိုဖြစ်သွားကြတယ်ဒါပေမဲ့ကြံတဲ့တပီလုံးနှံ့ပြန်ပြီးတော့မှဒါကြီးကဒီလိုမဖြစ်တင်ဘူးဆိုရဲအချိန်ကြီးကမရှိနေဘူးဖြစ်တယ်ဒါကြောင့်လေကျွန်းကိစ္စနဲ့ရှင်တင်မှုကြိုးစားရတာပဲ အဲ့တော့ကရင်မာမဖြစ်ဖြစ်ကချင်မာမဖြစ်ဖြစ်ကိုရနီမာမဖြစ်ဖြစ်ဖြစ်တဲ့ဟာတစ်ခုလုံးကလူအဖွေကြီးတရားလုံးနဲ့ဆိုင်နေဒါကြီးမဖြစ်တဲ့ဘူးဒီလိုဖြစ်တာဥရိစုံဝေးနဲ့ဆန့်ကျင်တယ်ဒါကိုရည်ရွယ်ဆောင်ဖို့လိုတယ်ဖို့ထုတ်ရည်ရွယ်မှသာဥရိစုံဝေးအခြေခံရှိမယ်ဥရိစုံဝေးအခြေခံရှိမှပြင်းပြင်းရင်ရမယ်ပြင်းပြင်းရမှစီဝေးတွေ့တဲ့ကိုရှိမယ်ဆိုတဲ့ဟာကိုဆက်သက်စဉ်းစားတဲ့အတွေ့အကြုံကအားကောင်းရှိလာဖို့လိုတယ်လည်းငင်ပြိပကအောင်မှာဖြစ်တဲ့ခုနပြောတဲ့ဟာလားဟိုမရင်းကျက်နာအဲလူတတ်တာဟဲ့လား เนาะဒုဒုပိုင်ပစ္စည်းတွေဖြည့်ဆည်းတာဒုဒုအတရားနာမခိုင်းစီတာဒါတွေအားလုံးကဆေးရုံမြောက်တယ်ဆိုတဲ့ဟာကိုအဲ့နိုင်ငံတွေမှာဥပဒေပြဋ္ဌာန်းပေးထားတော့ချိုးဖောက်တော်ညာလဲပဲခုနပြည်တွင်းဥပဒေမရှိတော့ပြည်တွင်းတရားဥပဒေမတင်လို့မရပြဿနာလားပြည်တွင်းဥပဒေရှိထားရင်ပြည်တွင်းတရားဥပဒေတရားဆွဲဆိုလို့ရတယ်အဲ့တော့အခုပြည်တွင်းတရားအခုတော့ကောင်းကားကိစ္စလေကောင်းကားကိစ္စအခုပြည်တွင်းတရားတော့တရားဆွဲဆိုခွင့်ရအောင်တော့ဘာလို့ဆိုတော့မရေးမှုနဲ့လူသားမှုနဲ့ပဲဆွဲမှာ စီရာဇုံဆိုကမှရှိတယ်စီရာဇုံမှုဆိုတာကိုသက်ဆိုင်တိုက်ပြည်တန်းမှာအတိပဲဖွင့်ဆိုထားတဲ့ဥပဒေကမရှိဘူးဖြစ်နေတယ် မာနိုင်ငံဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်နေပြီးလူမျိုးတုံးသတ်ဖြတ်မှုဆစ်ရဆွဲမှုလူသားဆန့်ကျင်ပြစ်မှုနဲ့တိုင်းရင်းသားတွေကိုပြတ်ပြုံးစေမှုတို့ကိုကျူးလွန်လာတာဟာနှစ်ပေါင်း60ကျော်ရှိလာပြီဖြစ်ပါတယ်။ဒီစနစ်ကြီးကိုပြုပြင်ပြောင်းလဲဖို့အတွက်ဥပဒေပညာရှင်တွေလိုအပ်နေတယ်လို့နိုင်ငံတကာကဆစ်ရဆွဲမှုနဲ့ပတ်သက်ပြီးတော့လေးလာသင်ကြားပို့ချမှုတက္ကသိုလ်တွေမှာဘာသာရပ်တစ်ခုအနေနဲ့သင်ကြားပို့ချမှုတွေလိုအပ်နေတယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်ရှင်။